နာဖို့ဝင်လာဟာကလေးငယ်တွေမှာဖြစ်များတဲ့ယောဂလက္ခဏာတစ်ခုဖြစ်ပြီးတော့အသက်သုံးနှစ်မပြည့်ခင်မှာကလေးတွေဟာအ ਨੇ ဆုံးတစ်ချိန်လောက်တော့နာဖို့ဝင်ကြပါတယ်။ဒီနေ့မှာတော့နာဖို့ဝင်တဲ့အခါမှာကိုယ့်ရဲ့သားမီးမီးလေးတွေကဘယ်လိုမျိုးလက္ခဏာတွေပြမလဲဆိုတော့ကိုယ်ဝင်ပြပေးကြမှာပဲဖြစ်ပါရဲ့နော်။ကဲလို့ကိုယ့်ရဲ့ကလေးဟာရွက်ကိုဆွဲနေမှာ၊ကိုင်းနေမှာဆိုလို့ရှိရင်ဒါဟာနာဖို့ဝင်နေတာပါ။ ဒါမှမဟုတ်လို့ရှိရင်အနေငယ်ဒါမှမဟုတ်အဖျားအလွန်တက်နေတာဆိုလို့ရှိရင်လည်းခလင်းငယ်တွေမှာနားပိုးဝင်လာပြီဆိုလို့ရှိရင်ဖြစ်တဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။နားပိုးဝင်လာဟာခလင်းရဲ့အစာချေစနစ်ပေါ်မှာတက်ရောက်မှုရှိနေတဲ့အတွက်ကြောင့်မို့လို့ဝမ်းလျှောတာအန္တရာယ်တွေကိုပါဖြစ်စေတဲ့အပြင်အစာမြိုချတဲ့အခါမှာငါချိန်မှုတွေကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ခလေးကအစာစားခြင်းနဲ့ဆင်မရှိတာတွေပါဖြစ်လာတတ်ပါတယ်။အတော့ဘုသတိထားမှာကကိုယ့်ရဲ့ခလင်းငယ်တွေရဲ့နားအတွင်းမှာအပေါက်ငယ်ဖြစ်လာပြီဆိုရင်နားကနေပြီးတော့အဝါရောင်ဖြူရောင်အရည်တွေဆင်းလာမယ်။ ပြီးတော့ကိုယ်ကလေးကနားကနေပြီးတော့စိုးတဲ့အနံ့ရထွက်လာပြီဆိုရင်ဒါကနားပိုးဝင်တယ်ဆိုတော့ကိုသိထားခြင်းပါရနော်ဒီတော့နားပိုးဝင်တာနဲ့ပတ်သက်ပြီးတော့ကုသမှုအခြေအနေတွေကဘာလဲဆိုရင်တော့ကိုယ့်ရဲ့ကလေးအခြေအနေကိုစောင့်ကြည့်ပြီးတော့ပြောလို့ရှိရင်ပုသက်ဆေးပေးပါလိမ့်မယ်နော် ဒါပေမဲ့နားဖို့ဝင်တာကအချိန်တန်ရင်တော့လည်းသူပြောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောက်ကြည့်နေတာကတော့အကောင်းဆုံးပါပဲရှင်။နားဖို့ဝင်တာနဲ့အတူတူကိုယ့်ရဲ့ကလေးကအပြင်းအထန်ဖြားနေပြီဆိုလို့ရှိရင်တော့ပုတ်သက်စီကိုအသုံးပြုရပါမယ်။ဒါပေမဲ့ပုတ်သက်စီကိုလွှာထက်ပို့ပြီးအသုံးပြုလာတာဆိုလို့ရှိရင်လည်းစိတ်ရင်ပါတာကိုဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဆရာဝန်ညွှန်ကြားတလောက်ပဲတော့ပေးသင့်ပါရဲ့နော်။ဒီလိုမျိုးကိုယ်ကသုံးတော်တော်မတက်တာလို့ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တရားချတိုင်ပင်သင့်ပါရဲ့။အဲ့ဒီအခါမှာဆရာဝန်ကဆေးပြောင်းပေးတာလွှာထက်ကုသမှုတွေကိုထပ်ပြီးတော့ပေးပါလိမ့်မယ်နော်။ ကိုရက်ကလေးငယ်ဟာအေးမိတာနှာခေါင်းနဲ့ဥကောင်းကိုဆက်တယ်ကားတဲ့လှန်ကောင်းပေါက်တွေပို့ဝင်လာတာဒါမှမဟုတ်ဓမ္မတန်ရည်ဖြစ်ပြီးွားတဲ့အခါမှာတော့နားပို့ဝင်တာကိုခံစားနိုင်ပါတယ်ဒီအခြေအနေတွေဟာနားအလယ်ပိုင်းနဲ့နှာခေါင်းလက်ချောင်းတွေကိုဆက်ထားတဲ့ပြုံဟာပိတ်သွားတဲ့အတွက်ကြောင့်ပါဒီလိုမျိုးပိတ်သွားလို့ရှိရင်အဲ့ဒီနေရာကိုရောက်လာတဲ့အရည်တွေကိုအကုန်လုံးကပိတ်မိနေပြီးတော့ရောဂါပိုးဝင်တာတွေကိုဖြစ်ပွားစေနိုင်ပါတယ်နော်အသက်30အောက်ကလေးတွေမှာနားပို့ဝင်တာကပုံမဖြစ်ပွားပြီးတော့ဒီအခြေအနေတွေမှာခုနကပြောတဲ့လက္ခဏာတွေကိုပြလာကရှားပါတယ် ဒါကြောင့်မို့လို့ကိုယ့်ရဲ့သားသမီးရဲ့အနေနဲ့အမှုအရာကအရင်အထက်တစ်ခုခုပြောလဲနေပြီဆိုလို့ရှိရင်တော့မိဘရဲ့အနေနဲ့ကလေးတွေရဲ့ခန္ဓာကိုယ်ကိုဆက်ပြီးတော့စစ်ဆေးကြည့်သင့်ပါတယ်။ကိုယ့်ရဲ့စိတ်မှာရောပဲကိုယ့်ရဲ့သားသမီးမှာတစ်ခုခုဖြစ်နေပြီလို့ထင်လာပြီဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အမြင့်ဆုံးသောပတ်သက်တာကတော့အကောင်းဆုံးပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီကောချလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။